ရေကူးလို့လူတော်တော်များများပြောတာကြားဖို့ပါလိမ့်မယ်ဒါပေမဲ့ဘလို့ကူးရမယ်ဆိုတော့လူတိုင်းမပြောပါဘူးခါနာတာကိုပိုဆိုးသွားစေနိုင်တဲ့ရေကူးနည်းတွေလည်းရှိပါတယ်ဒီနေ့ဒီဗီဒီယိုကတော့ခါနာတာတတ်တာစေမယ့်ရေကူးနည်းကိုညွှန်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ healthy lifestyle ကိုအဓိကကူညီပြီးပြသပေးနေတဲ့ personal trainer ပိုင်ဆိုးဝဲဖြစ်ပါတယ်ခင်ဗျာရေကူးတာကကျွန်တော်တို့ကျန်းမာရေးအတွက်အများကြီးထောက်ကူပြုတာမို့ရေကူးတာကောင်းပါတယ်ဒါပေမဲ့ခါနာနေတဲ့လူတယောက်အတွက် ပူဆိုးသွားစေတိုင်မဲ့ရေကူးနီးတွေလည်းရှိပါတယ်။ဥပမာလိပ်ပြာကူးနီး။လိပ်ပြာကူးနီးဟာကျွန်တော်တို့ရဲ့ spine ကြီးကိုကျွန်တော်တို့ရဲ့ခါးကြီးကိုကော့လံပြီးတော့အားသုံးပြီးတော့ကူးရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ခါးနာတာကိုပူဆိုးသွားစေနိုင်ပါတယ်ခင်ဗျာ။ခါးနာနေရဆိုရင်လိပ်ပြာကူးနီးကိုမကူးတင်ပါဘူး။ခါးနာတဲ့လူတွေအတွက်အကောင်းဆုံးရေကူးအားကစားနည်းကတော့လက်ပစ်ကူးနီးပဲဖြစ်ပါတယ်။လက်ပစ်ကူးနီးကဘာကြောင့်ကောင်းလဲဆိုရင်ကျွန်တော်တို့ရဲ့ဘေးချင်ညာလက်ပေါ့နော်ကောင်းတာလို့ဆို movement တွေလုပ်ရတယ်ကြော်ရိုးအထင်းကြွတာတွေခါရိုးအထင်းကြွတာတွေကိုပို့ပြီးတော့အလုပ်လုပ်စေတာကြောင့်မလို့ကျွန်တော်တို့ ခါးနာတဲ့သူအတွက်ကအကောင်းဆုံးရေကူနီတစ်မျိုးဖြစ်ပါတယ်ခါးနာရင်ရေဘလိုကူရမယ်ဆိုတာကိုကွဲကွဲပြားပြားသိလောက်ပြီးထင်ပါတယ်နေထိုင်မှုပုံစံအမားတွေကြောင်းဖြစ်တဲ့ဒူးနာခါးနာဝေဒနာတွေကိုကျွန်တော်လည်းအတူတူလေ့ကျင့်ခန်းလုပ်ပြီးတော့တက်တာပြောက်ကင်းအောင်လုပ်လို့ရနေပါပြီကျမ်းမာတော့နေရများကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ